ိုင်မှတ်ဉာဏ်ရှိပြီးလေသွင်းစရာမလိုတဲ့အပြင် ဖြက်စည်းလို့လုံးဝမရတဲ့ကာတာယာပြိတ္တတို့ခုမြင်နေရတဲ့ကာတာယာကတော့ဖြက်စည်းလို့လုံးဝမဖြစ်နိုင်ခဲ့ပြီးလေသွင်းစရာလည်းမလိုပါဘူးအဲ့ဒီအပြင်ကိုမှဒီကာတာယာမှာကိုယ်တိုင်မှတ်ဉာဏ်ဆိုပြီးလည်းရှိပါတယ်ဒီတာယာတွေကိုအာကာသစူးစမ်းလေ့လာရင်းရှင်တွေစီမှာအသုံးပြုပါတယ်အကောင်စားတမဏိတွေကိုချင်းကျိုးလိုပေါင်းဆက်ပြီးပြုလုပ်ထားတဲ့ဒီတာယာကြီးကဘလို့အနေထားကိုရောက်ပါစေ။မူလပုံစံတိုင်းသူ့အလိုလိုပြန်ပြုပြင်နိုင်ပါတယ်။ အဲ့ဒီအပြင်ကိုမှဘလောက်ပဲပြည့်စည်နေပါစေအပူအနှဲငယ်ပေးလိုက်တာနဲ့အစ်စ်တိုင်းပြန်ဖြစ်သွားမှာပါဒီတရားတွေကတမဏိလိုခိုင်းပါပဲမယ်ကလေးတယောက်တန်းနိုင်လောက်တဲ့အထိအလေးချိန်ကပေါ်ပါပါတယ်တစ်ချိန်လုံးကမားဂျိုဘော်ကိုဆေးလွတ်ခဲ့တဲ့ရှင်ပြန်ဟာကားပြီးတွေပေါက်ပြဲကုန်လို့တဲတဲရည်သွန်ဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့အခုလိုအကျန်းခံပြီးကိုပိုင်မျက်ညာရှိတဲ့တာယာတွေကြောင့်မတော်တဆပျက်စီးသွားရင်တော့အချိန်နှိမ့်ငယ်တွင်သူ့အလိုလိုပြန်ပြုပြင်နိုင်တော့မှာဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာဒီတာယာတွေကိုအာကာသလုပ်ငန်းတွေမှာနေမကပဲကမ္ဘာမြေပေါ်မှာပါအသုံးပြုလာဖို့ရည်ရွယ်ထားကြပါတယ်။ပြည်သက်ကြီးတို့အနေနဲ့ရောတန်တန်ကားတာယာထက်ဒီတာယာတွေကပိုပြီးအသုံးဝင်မယ်လို့ယူဆမိပါသလား။ကွန်မန့်ထဲမှာဆွေးနွေးပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ရုရှားနိုင်ငံကပြုတ်လုတဲ့ဒီကားကိုကမ္ဘာပေါ်မှာအသုံးဝင်ဆုံးကားလို့တင်စားထားကြတယ်။ပြည်သက်တို့အခုမြင်နေရတဲ့ကားကကမ္ဘာပေါ်မှာဘယ်လိုနေရာမျိုးမှမဆိုသွားလာနိုင်ပါနဲ့ လမ်းကျန်းသုံးကားတွေထဲမှာနံပါတ်၄လို့ပြောနိုင်ပြီးတော့ကားရဲ့အသုံးဝင်ပုံတွေကပြောလို့တော့မကုန်ပါဘူး။သူ့မှာတက်ဆင်ထားတဲ့အေယာမဘီလုံးကြီးတွေကဒီကားရဲ့အဓိကထူးခြားချက်ဖြစ်ပါတယ်။ဒီဘီးတွေကအရွယ်စားကြီးပေမဲ့ဖန်ဝက်ပေါ်ကိုဖြတ်မောင်းရင်တော့ဖန်ဝက်မကွဲပါဘူး။တန်ချောင်းတွေပေါ်ဖြတ်မောင်းလဲချစ်ရအစင်းရတော့မထင်ပါဘူး။ဘီးတွေကအကျန်းခံတဲ့အပြင်မြေအနေထားမျိုးစုံမှာမောင်းနိုင်ပါတယ်။ဘီးထဲမှာထည့်ထားတဲ့လေကိုစိတ်ကြိုက်ထိန်းချုပ်ပြီးဘီးရဲ့အကြီးအသေးကိုလည်းပြောင်းလဲလို့ရပါတယ်။ ဘီကိုအကြီးဆုံးဖြစ်အောင်လုပ်လိုက်ရင်တော်တန်ယုံချောင်းငယ်စားလေးတစ်ခုကိုဖျက်မောင်းလို့ရပါတယ်။နောက်ပြီးကားကိုထိန်းချုပ်တဲ့အခါဘီလေးကိုတလုံးကိုတစ်ခုချင်းစီထိန်းလို့ရတာကြောင့်စိတ်ထဲရှိတဲ့အတိုင်းအကန့်အသတ်မရှိမောင်းနေလို့ရပါသေးတယ်။ဒီကားတွေကိုတထည်တွေအတွက်အပျော်စူဆောင်းမှုရောင်းချနေသလိုခီးသွွားဝါသနာရှင်တွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုဖို့ရုရှားနိုင်ငံကနေအဓိကထုတ်လုပ်နေပါတယ်။ပြည်သက်ကြီးတို့အနေနဲ့ရောဒီထက်ပိုအသုံးဝင်တဲ့ကားမျိုးကိုမြင်ဘူးပါသလား။ကွန်မန့်ထဲမှာပြောပြပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ ရမုန်းနဲ့ထိန်းချုပ်လို့ရတဲ့အန်ဆာတုံးတွေကိုတုံးပြီးဒိုင်းတွေကကစားသမားတွေကိုကျင်းထည့်နေတယ်။အခုမြင်နေရတဲ့ဒိုင်းဒီအန်ဆာတုံးကမြင်နေကြအန်ဆာတုံးမျိုးမဟုတ်ပါဘူး။ခွက်ထဲကိုခောက်ထည့်ပြီးရတဲ့ခလုတ်ကိုနှိပ်လိုက်တဲ့အခါနောက်တစ်ချိန်သူ့အလိုလိုပုံစံပြောင်းသွားပါတယ်။အန်ဆာတုံးထဲမှာဆက်တွေကိုလှုပ်ဝက်ပြီးထည့်ထားပြီးတော့ခလုတ်ကိုနှိပ်လိုက်ရင်အခုလိုနေရာပြောင်းသွားတာပါ။ကာစီနိုဝိုင်းတွေနဲ့လောင်းကစားဝိုင်းတွေမှာအခုလိုအန်ဆာတုံးတွေကိုတုံးလာကြပါတယ်။ဒီအန်ဆာတုံးတွေကပြီးရည်တည်တယ်လို့လောင်းကစားလုပ်သူတွေကတတိမထားမိကြပါဘူး။ ဒိုင်လို့သူကသူမလိုချင်တဲ့နံပါတ်ကိုကြားလိုက်ရင်ခလုတ်နေပြီးတော့ပြောင်းလိုက်ပါတယ်။တချို့ဆိုရင်သူတို့လိုချင်တဲ့နံပါတ်ကြားအောင်တော့မှခလုတ်နဲ့လုံးလို့ရတာပါ။အန်စာတုံးတွေကိုကန်တရားနဲ့ပဲဆိုင်နေလို့ယုံကြည်မိရင်ဒီနေ့ခေတ်မှာအမှားကြီးမှားသွားနိုင်ပါတယ်။တချို့နိုင်ငံတွေမှာလောင်းကစားကိုတရားဝင်လုပ်ပေးထားပြီးတော့စစ်ဆေးမှုတွေရှိတာကြောင့်အခုလိုလိန်နာကတော့ရှားပါတယ်။ဒါပေမဲ့တရားမဝင်လို့သူတွေကတော့လိန်နာကိုမိရင်တော့တိုင်မရတမ်းမရနဲ့အရှုံးခံရမှာဖြစ်ပါတယ်။ပြည်သက်ကြီးတို့အနေနဲ့ရောအန်စာတုံးကိုတော့ဂျင်းထည့်ပြီးလိန်နေတဲ့ဒိုင်ရွေနဲ့ပတ်သက်ပြီးဘယ်လိုမျိုးယူဆမိပါသလဲ comment ထဲမှာဆွေးနွေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။